ာလလုယာဆရာခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး16ပတ်တရီကိုသွားမယ်ကျွန်တော်ပြီးခဲ့တဲ့အပတ်ကတော့ပတ်2ပေါ့ဟုတ်လားပြီးခဲ့တဲ့အပတ်တုန်းကတော့ဒါဝိတ်နဲ့ဒါဝိတ်ရဲ့လူတွေသူတို့ရဲ့ဝိညာဉ်ထဲမှာဖြစ်နေတော့အရာဝင်ခဲ့ကြတယ်လေကျွန်တော်ဖရာသားသမီးတွေဝိညာဉ်မှာဘာတွေဖြစ်တင်လဲအဲ့ဒါတွေပြောပြခဲ့တယ်နော်ဖရာသားသမီးမှန်ရင်တော့ဘုံတော်ချီးမွမ်းခြင်းရှိရမယ်ကျေးဇူးတော်ချီးမွမ်းခြင်းတွေရှိရမယ် ဘလို့ပဲဖြစ်ဖြစ်ဘုရားနာမကိုကျွန်တော်တို့ဗာလဲခေါ်တက်ရမယ်เนาะသူများတွေကျွန်တော်တို့ကတသက်ခံချင်းရှိရမယ်အချိန်၄တိုင်းမှာဘုရားနာမနဲ့ကြွားနိုင်တော့သူဖြစ်ရတယ်ဒါပြီးကြတဲ့ဘက်ကကျွန်တော်ဝေငှခဲ့အဲ့တော့ဘုရားသားသမီးတွေရဲ့ဝိညာဉ်ထဲမှာအဲ့ဒါတွေဖြစ်တဲ့ဒီတပတ်တော့ကျွန်တော်ဝေငှမှာကဘုရားကဘုရားလူတွေအပေါ်မှာဘုရားဘယ်လိုသဘောထားရှိအဲ့ဒါတော့လူတိုင်းပေါ်မှာဖျားထားတဲ့သဘောထားမဟုတ်ဘူးเนาะဖျားကဖျားရဲ့လူတွေပေါ်မှာဖျားထားတဲ့သဘောထား ဒီเจ้าကိုဝင်ငါခဏဆုတောင်းမယ်မြေတတော်ရှင်ဘုရားကိုတော့ကိုယေရှုတင်နေနှုတ်ဘတော်နဲ့ကျွန်တော်ရဲ့အသက်တာကိုဆင်ကျင်နိုင်ပါမိအကြောင်းတရှင်သောဝိညာဉ်တော်ဘုရားမဆာပါကိုတော့ယေရှုပြုတော်မူပါကိုတော့ရှင်ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုကိုတော့ဖွင့်ပြပါအလင်းပေးပါကျွန်တော်အရောက်တိုင်းရဲ့အသက်တာမှာတိဆောက်เสียအကြောင်းဖြစ်စေပါတကိုးကြည့်တော်လက်တော်ရဲ့အနန္တအရှင်ယေရှုနာမ၌ဆုတောင်းပြီးဆက်ကပ်ပါれဖဖျာအာမင်အာမင်โอเค ဖယားဟာသူ့ရဲ့လူတွေပေါ်မှာသူဘလို့သဘောထားရှိတယ်လေရာဇဝင်ချုပ်ပထမဆုံးအခန်းကြီး16အပိုက်ငယ်15နဲ့19အရင်ဖတ်မယ်ငါသည်တင်တို့အမွေခံရဖို့ခါနန်ပြည်ကိုတင်လိုက်ပေးမည်ဟုငါတို့အမျိုးအရေအတွက်အဖြစ်မများအလွန်နေ၍ထိုပြည်၌ဧည့်သည်ဖြစ်လျက်နေသော အခါအာဗြဟံ၌ဂတိထား၍ဣဇက်၌ကျင်းဆိုတော်မူလျက် ယာကုတ်၌မြဲမြံသောတရားဣတရေလ၌နေဆာထာဝရဗြိဉ္ဉ်ဖြစ်စေခြင်းကလူမျိုးအဆက်အထောက်တိုက်အောင်မိမ့်မွတ်တော်မူသောနှုတ်ကပတ်တီးဟုသောဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏ကျေနော်ဘုရားသခင်ကလေလူနည်းစုလေသူ့လူမျိုးတော်ကလူနည်းတယ်အဲ့ဒီလူနည်းစုလေပုံမှာဘုရားကဂရိထားတယ် ဘယ်ကနေစလိုက်လဲဆိုသူ့ရဲ့ဂတိကအာဗရန်ကနေစတယ်အာဗရန်တို့ကဘုရားကဂတိပေးလိုက်အာဗရန်တို့ကဂတိပေးလိုက်တယ်သူ့သားအိဇက်တက်လာတယ်အိဇက်မှာသူကချိန်ဆိုလိုက်တယ်အာဗရန်မှာဂတိပေးတယ်သူ့သားအိဇက်တက်လာတော့ချိန်ဆိုလိုက်တယ်အိဇက်ကနေအာဗရန်ရဲ့မြေယာကုတ်ယာကုတ်အချိန်ကျတော့သူ့ရဲ့တရားကိုသူခိုင်ခန့်ကြောင်တိဆောက်မပူနဲ့ငါပေးမယ်ဆိုပေးမယ် နော်မင်းတို့အမျိုးကိုခံနေပြီပို့မယ်အပိုင်ပေးမယ်ဟာလားအဲ့ဒီဒေတာမှာမင်းတို့ကိုဘာဖြစ်လဲငါကလေကျေးဇူးပြုမယ်မင်းတို့တမျိုးတည်းမဟုတ်ဘူးမင်းတို့မျိုးဆက်ထောင်လိုက်ကြည့်ပြီးမျိုးဆက်ထောင်နဲ့ချီပြီးတော့ငါအဲ့ဒီနေရာမှာငါနေတို့ကိုကျေးဇူးပြုဆိုပြီးတော့မှအဲ့ဒီတောက်လျှောက်ဘုရားခင်ကမလုပ်ထားလဲဆိုရင်ဂတိပေးပြီးတော့မြဲမြံခိုင်းပြီးတော့မှတိဆောက်နေသူ့လူမျိုးနော် သူ့ရဲ့လူမျိုးတော်ကိုနော်သူတိချာ ဂရိပေးတယ်ချိန်ဆိုတယ်တကယ်အဲ့ဒီတရားတိုင်းသူလုံးမယ်သူပြောတယ်အဲ့ဒါကိုအမြဲတည်းဘုရားကအောက်မိတ်နေတယ်ငါဂရိပေးထားတယ်ငါဂရိပေးထားတယ်ငါခေါ်ရမယ်သူတို့ကိုခဏပြီးတွင်းရမယ်ဘုရားကအမြဲတည်းသူပေးတဲ့ဂရိကိုသူမမေ့ဘူးအဲ့ဂရိကိုသူစောက်ရှောက်ဆိုတော့သူရဲ့လူမျိုးတော်ပေါ်မှာသူဂရိထားတယ်သူဘလို့သဘောထားရှိကြည့်အောင်အပိုက်ငယ်20ကိုကျွန်တော်ဖတ်မယ်သူတို့ဒီ တမျိုးမှတမျိုးတို့၎င်းတနိုင်ငံမှတနိုင်ငံတို့၎င်းလှဲ့လေ၍သွားကြတော့ခါဖရာရဲ့လူမျိုးတော်ပေါ့ဒီအာဗြဟံဣဇက်ယာကုပ်ဒီအမျိုးတွေတမျိုးပြီးတမျိုးလှဲ့ပြီးသွားတယ်တနိုင်ငံပြီးတနိုင်ငံလှဲ့ပြီးသွားတယ်ဒါပေမဲ့နားလည်ရမယ်နော်တခြားလူနဲ့မတူအဲ့ဒါပါလေဖရာလူမျိုးတော်ဖြစ်တယ်တနေရာပြီးတနေရာရောက်သွားတာဖရာလူမျိုးတော်တနိုင်ငံပြီးတနိုင်ငံသွားနေတာဖရာလူမျိုးတော်ဘယ်ဘေးရောက်ရောက်ဖရာကသူ့ပေးတဲ့ဂတိကိုသူမှတ်ထားတယ် ဒါသူ့ရဲ့လူမျိုးတော့ဖြစ်တယ်ခါနန်ပြည်ကိုပို့ရမယ်ငါအပိုင်ပေးမယ်မျိုးဆက်ထောင်နဲ့ချီပြီးငါမဆာဖះသရိယသရိယအဲ့တော့သူ့ရဲ့လူမျိုးတော်တွေဟာတစ်မျိုးပြီးတစ်မျိုးတနိုင်ငံပြီးတနိုင်ငံအကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်ရောက်သွားတဲ့အခါမှာအပိုင်ငယ်27ကျွန်တော်ဖတ်မယ်သူတို့ကိုညှင်းဆဲခြင်းကအဘဲသူအားမြအခွင့်မပေးနံပါတ်1နော်သူတို့ကိုညှင်းဆဲခြင်းကအ အဘေသူအားမြအခွင့်ပေးတော်မမူဘသူကိုမှဘုရားခင် အခွင့်မပေးဘူးအနံပါတ်၁ဖျားပေးတဲ့ဂရိနံပါတ်၁ဖျားလူမျိုးတော်ကိုဘသူမှမငင်းစေရဘူးမငင်းစေမငင်းစေရဘူးငင်းစေဖို့ဘုရားအခွင့်မပေးဘူးဆိုတော့အခွင့်မပေးဘူးဆိုရင်အတိတ်တွေကငင်းစေမခံရတော့ဘူးလားမေကောမေးစရာရှိတယ်ညစ်စက်ခံရနိုင်တယ်လေ တို့တော့ဖယားသခင်အခွင့်ပေးလိုက်တယ်လို့မပြောနဲ့ဖယားကအခွင့်မပေးဘူးမပေးတော့လဲညှင်းဆဲခြင်းခံရနိုင်တယ်ချက်ခံရနိုင်ပါတယ်ညှင်းဆဲခြင်းမခံရဘူးလို့မဆိုလို့ပါဘူးဖယားဘက်ကတော့အခွင့်မပေးဘူးဒါဖယားရဲ့လူမျိုးတော်ဖြစ်တယ်အဲ့တော့ဖယားကဒီဘလောက်ထိသူ့လူမျိုးတော်ကိုသူကျေးဇူးပြုခြင်းလဲသူရဲ့နှလုံးသားကလည်းညှင်းဆဲတာတော့မှဖယားကသူ့လူမျိုးတော်ကိုညှင်းဆဲဖို့အခွင့်မပေးဘူးတခြားလူတွေသူ့လူမျိုးကိုလာပြီးညှင်းဆဲတာသူအခွင့်မပေးဘူး ညင်းစက်ခရကောင်းခံရမယ်ဒါပေမဲ့ဖခင်အခွင့်ပေးတာမဟုတ်ဘူးနော်အဲ့တော့ဖခင်အခွင့်မပေးဘဲလှုပ်ရတဲ့လူလှုပ်ကြည့်ဖခင်ကလက်ပိုက်ပြီးကြည့်နေမယ်ဖခင်မဟုတ်အဲ့ဒါနားလေရမယ်သူ့လူမျိုးတော်ဖြစ်တယ်သူ့သားသမီးဖြစ်တယ်သူ့အစီစဉ်ထဲမှာသူ့အကြံစီထဲမှာရှိတယ်သူ့လူမျိုးတော်ဘလောက်တိသူပို့မယ်ဆိုတာသူစဉ်းစားထားတယ်ကြိမ်ထားတယ်ဂတိပေးထားတယ်အဲ့ဒီတရားကိုသူစောင့်ရှောက်တယ်အမြဲအောင်မေးဆိုသူ့လူမျိုးတော်ကိုဘယ်သူမှမညင်စေအောင် ညင်းစေဖို့အခွင့်လည်းမပေးဘူးအဲ့တော့ဖះအခွင့်မပေးတာဝင်လောက်တဲ့လူမရှိဘူးလားရှိတာပေါ့လောက်ရဲလောက်ကြည့်ပေါ့လောက်တော့ဖះလူမျိုးတော့ညင်းစေခံရတာပေါ့သူတို့လောက်တော့ခံရတာပေါ့တို့တော့နံပါတ်1ဘာလာမလဲအဲ့လိုညင်းစေလိုက်ဘာလာမလဲနံပါတ်1အပိုင်ငယ်27မှာပဲပါတယ်သူတို့အတွက်လဲရှင်ပြန်တို့ကိုစုံမလေးရေးအဲ့ဒါနံပါတ်1လောက်ရဲရင်လောက်ကြည့်လောက်တဲ့လူဘုရားခင်တက်ခတ်မှာ ရှင်မင်းအောင်လာလို့လို့မရဘူးလာလို့ရင်ရှင်မင်းကိုပါဆုံးမပလိုက်ပါဟာလေလုယာကြည့်တော့ဖခင်ကသူ့လူမျိုးတော်သူဘလောက်တန်ဖိုးထားလဲဘယင်းအောင်လာမလို့ရဘူးလာလို့ရင်အဲ့ဘယင်းကိုပါဖခင်ဆုံးမပလိုက်ပါဒဏ်ခတ်ပလိုက်ပါနံပါတ်1သူ့လူမျိုးတော်ကိုဘယ်သူမှမငင်းစေရဘူးငင်းစေဖို့အခွင့်မပေးဘူးနံပါတ်2လှုပ်ရဲတဲ့လူချင်းလှုပ်ကြည့်အဲ့ဒီလူကိုဖခင်ဘာလုပ်မလဲနေတယ် နံပါတ်3အငယ်22ကိုကျွန်တော်ဖတ်ငါထာ၌ဘိသိက်ခံတော်သူတို့ကို မထိမခိုက်နဲ့ငါထာ၌ဘိသိက်ခံတော်သူတို့ကို မထိမခိုက်နဲ့မာထားတယ်နော်မာထားတယ်နော်ဘုရားကမာထားတယ်သူစီမှာဘိသိက်ယူထားတော်သူဖယားသခင်စီမှာဘိသိက်ရထားတော်သူဖယားသခင်ဘိသိက်ပေးထားတော်သူအဲ့ဒီဖယားသခင်ဘိသိက်ပေးထားတဲ့သူကိုဘယ်သူမှ မထိမခိုက်ရဘူးမထိခိုက်နဲ့ဒါကြောင့်တခုခုလှုပ်ချင်သေချာကြည့်အဲ့ဒီလူဟာဖရာသခင်စီကဘိသိက်ယူထားတော်သူလားဖရာဘိသိက်ပေးထားတော်သူလားဖရာဘိသိက်ပေးထားတဲ့လူမှန်ရင်သွားပြီးမလုပ်ရအောင်ကိုဒုက္ခရောက်သွားလိမ့်မယ်ဖရာလူမျိုးတော့เนาะဖရာဘိသိက်ပေးထားတော်သူဆိုရင် ကိုသွားမစော်ကားရအောင်သွားစော်ကားကိုဒုက္ခရောက်သွားမှာကိုအမင်္ဂလာဖြစ်သွားမှာ ဥပမာဓမ္မဟောင်းမှာကြည့်ဓမ္မဟောင်းမှာမောရှိ မောရှိကဖျားရွေးကောက်တာ မောရှိကဖျားရွေးကောက်တာဖျားရွေးကောက်တဲ့သူမှိုင်းဖျားဆုံးမှာဘယ်သူမှလာပြောစရာမလိုဖျားဗိတ်သိပ်ပြည်တဲ့လူအဲ့ဒီလူဖျားစကားနားမတော်ရင်ဖျားခင်တုံတယ်လိမ့်မယ်ဘယ်သူမှလာပြောစရာမလိုအခုမောရှိကိုဖျားဗိတ်သိပ်ထားတာရွေးကောက်ထားတာမီဒီယာကမောရှိကိုပြစ်တင်တယ်လေ ဘာဖြစ်တယ်ညာဖြစ်တယ်သွားပြောတာမီဒီယံဘာဖြစ်သွားနူသွားတာနူသွားတာအဲ့ဒါနားလည်ရဒါဝိတ်တရားခန်းကြီး16ပိုက်ငယ်73မှာဖယားရှင်ဘိတ်သိပ်ပေးထားတာဖယားဘိတ်သိပ်ပေးတယ်လို့သွားမလုံးနဲ့ကိုပဲအမင်္ဂလာဖြစ်သွားဓမ္မရောက်စဉ်ဒုတိယဆောင်အခန်းကြီး6လောက်ဒါဝိတ်ကဗြဟ္မဉ္စတ္တာကိုဒါဝိတ်မျိုးကိုသယ်လာတယ်ရှင်းနော်အဲ့ဒီလမ်းကျောမှာပထမတစ်ပိုင်းမှာတော့ ဲ့ဒီမှာဩဇာတည်သွားတယ်ဒါနဲ့ဗြိညာဉ်တက်တာကိုဩပတ်တည်တော်အိမ်မှာထားခဲ့အဲ့ဒါနောက်မှတခါဒါဝိကပြတ်သွားတဲ့တယ်တဲလာတော့လေဗြိညာဉ်တက်တာရှိမှဒါဝိကကခုံချီးမွမ်းတယ်အပြတ်ဖျားကိုကျေစုတည်ဗိသိက်ခံတော်သူနော်အဲ့ဒါဒါဝိမြို့နာရောက်တော့ဒါဝိရဲ့မယားမိခါလာရှောလူရဲ့သမီးပေါ့ဒါဝိကိုတခါလေးကဲ့ရဲ့ဘယင်ပြစ်ပြီးဒါမျိုးကခုံလာ မိခါလာဘာဖြစ်သွားလဲမြုံသွားတယ်တသက်လုံးသားမပွားဘူးဒါဝိကဘလို့လူလဲဖယားဗိတ်သိက်ရထားတော့သူသူယောက်ျားတော့မှန်ပါတယ်မိခါလာရဲ့ယောက်ျားတော့မှန်တယ်ဒါပေမဲ့အခုဝိညာဉ်ကြီးရမှာအဲ့ဒါဗိတ်သိက်ရှိတော်သူလေနေရာတကာမှာမစော်ကားနဲ့လို့ပြောတာမဟုတ်ပါဝိညာဉ်ကြီးရနဲ့သွာလာနေတဲ့နေရာမှာသွားမစော်ကားနဲ့အဲ့ဒါဗိတ်သိက်ရထားတော့သူသွားစော်ကားတသက်လုံးမြုံသွားတယ်ကောင်းချီမဖြစ်ဘူးဒါကြောင့်မလို့ကျန်းစာကဘာတရိပ်ပေးထားလဲ ကျွန်တော်ငါထန်၌ဘိသိက်ခံတော်သူကိုမထိမခိုက်နဲ့ဖယားသခင်စီကဘိသိက်ရထားတော်သူသွားမစော်ကားနဲ့သွားမထိခိုက်နဲ့ကိုပဲအမင်္ဂလာဖြစ်မှာအဲ့တော့ဖယားကသူ့လူအပေါ်မှာသူအဲ့လိုသဘောထားရှိသူ့လူကိုဘယ်သူမှမညင်စေရအောင်ညင်စေဖို့အခွင့်မပေးဘူးတတ္တိရှိလောက်ကြည့်ဖယားတန်ခတ်ဘယင်လောက်ရင်ဘယင်ကိုပါတွယ်ပလိုက်ဖယားလူတွေပေါ်မှာဖယားအဲ့လိုသဘောထားရှိဖယားဘိသိက်ပေးထားတော်သူဘယ်သူမှမထိခိုက်ရအောင် ထိခိုက်ရင်အဲ့ဒီလူမတတ်တာဘူးမှာအဲ့ဒါနော်ဖះလူတွေပုံမှာဖះဒီလိုသဘောထားရှိနောက်တစ်ချက်ဖတ်နံပါတ်၄ငါပရောဖတ်တို့ကိုအပြစ်မပြုနေဘူးမိတော်မူ၏ဖះသခင်ရဲ့ပရောဖတ်ဖះသခင်ပရောဖတ်ဖြစ်ရွေးကောက်ထားတော်သူပရောဖတ်အဖြစ်နဲ့ဆွေလွတ်လိုက်တဲ့အဲ့ပရောဖတ်တွေကိုဘာဖြစ်လဲအပြစ်မပြုနေတော့ပရောဖတ်ဆိုတာရှိတယ်နော်ပရောဖတ်ကိုတော့မစော်ကားရဘူးအဲ့ဒါနားလည်ဖို့တို့တယ် အစစ်ရှိတယ်အတုရှိတယ်ကျွန်တော်ပြောနေတာအစစ်ကိုပြောတာအဲ့ prophet အစစ်ကိုသွားပြီးတော့မစော်ကားနဲ့ prophet အစစ်တောင်းမှတခါတလေလိန်တာရှိတယ်အမှန်ပြောတာရှိဟလာဒါပေမဲ့တကယ်ပဲဖယားသခင်စေလွတ်လိုက်တဲ့ဖယားသခင်စီကဖယားပြောခိုင်းတဲ့သတင်းစကားပါလာတဲ့ prophet ကိုပြောနေတာဖြစ်တယ်အဲ့ prophet ကိုတော့မစော်ကားနဲ့အပြစ်သွားမပြုံးနဲ့ကိုပဲအမင်္ဂလာဖြစ်သွားမယ်အဲ့တော့ဖယားကလေ သူ့ရဲ့လူတွေပေါ်မှာသူတိတ်ပြီးတော့တိတ်ရှိတယ်ဖះရှိတယ်ကွာဖះလူဘက်ဖះသူ့လူမျိုးဘက်မှာသူ့လူဘက်မှာသူရှိတယ်ရက်တည်တယ်ရက်တည်ကြောင်းကိုလည်းဗဇက်လေးတက်တက်မဟုတ်လက်တွေ့ထင်ရှားပြရတယ်ဖះဖြစ်ခုနကကျွန်တော်ပြောပြီးမောရှိဖះစေလွတ်လိုက်ဒါဝိတ်ဖះလူဖះပိတ်သိပ်ပြီးတော့သူနော်ဆိုတော့လေးချက်ဆိုတော့ဖះသခင်ရဲ့လူမျိုးတော့ဖះသခင်စီကဗိတ်သိပ်ရထားတော့သူ ဟုတ်လားဖရာသခင်အကြံစီနဲ့တွားနေတဲ့သူကိုဘာမလုပ်ရဘူးလဲတွားမညှင်းစေရအောင်ညှင်းစေဖို့ဖရာအခွင့်မပေးဘူးသို့တော့ညှင်းစေတဲ့အခါရှိတယ်အဲ့ညှင်းစေတဲ့လူဘယင်ဖြစ်ပါသေးဖရာခင်တန်ခတ်တယ်နံပါတ်1ဖရာလူမျိုးတော့မညှင်းစေရအောင်နံပါတ်2ညှင်းစေတဲ့သူဘယင်ဖြစ်စေဖရာတန်ခတ်နံပါတ်3ဖရာစီကဘိသက်ရထားတော့သူတွားမစော်ကားနဲ့ဘိသက်ရထားတော့သူအပြစ်မလုပ်အောင်ကိုပဲပြန်ခံရတဲ့ ီးတော့မှပရောဖက်ဖျားစီလွတ်တဲ့ဖျားသခင်ပြောခဲ့တဲ့စကားကိုလာပြောတဲ့ပရောဖက်အဲ့ဒီပရောဖက်တွေကိုအပြစ်မတရားဘူးအပြစ်တွေကိုပဲခံရတတ်တယ်ဒါကြောင့်မလို့ဝိညာဉ်ရေးရမှာဖျားဟာသူ့လူတွေပေါ်မှာဘယ်လိုသဘောထားရှိလဲတဖက်တက်ကိုဖျားကဘာဖြစ်လဲသူ့လူတွေဘက်မှာယက်တည်တယ်ဖျားဖြစ်တယ်ဒါကြောင့်မချက်တော်ကြီးကိုမောင်တော်မှာကျွန်တော်တို့ရဲ့အသက်တာလေငါဖျားသခင်လူဖြစ်တယ်ဂုံယူစမ်းမှာပတ်စံရှိတာမရှိတာဟာလား ဟိုကအစစ်မပြေတာပြေတာခဏထငါဖရာသခင်လူဖြစ်တယ်ဆိုတဲ့ပုံမှာဂုံယူပါဘယင်များဖြစ်နေပါစေဖရာသခင်ကလေတွေ့ပလိုက်မှာသူ့ရဲ့လူကိုမစော်ကားခွင့်မပေးဘူးဒါကြောင့်ဖရာသခင်လူဖြစ်ခြင်းကအင်မတန်မှကျေနပ်စရာကောင်းတယ်ဂုံယူစရာကောင်းတယ်ဖရာသခင်ရဲ့လူဘက်မှာဖရာသခင်ရှိတယ်မာမမမရက်တယ်ဒါကြောင့်ကဘာကြီးဘာဖြစ်နေပါစေတိုင်းပြည်တွေဘလို့ပြင်းနေပါစေရာသီဥတုတွေဘလို့ဖောက်ပြန်နေပါစေ အခြေအနေတွေဘာတွေပဲပြောင်းနေပါစီဖယားဟာဖယားလူဘက်မှာရက်တည်နေတယ်ရှိနေတယ်ဆိုတဲ့အပေါ်မှာကျင့်တတ်ပါအဲ့ဒီအပေါ်မှာအိုးဘသူနဲ့မှမတူတဲ့ကွဲကာစောက်မှချင်းဂျေဇူးကခံစားရမှာဖြစ်တယ်ကဘာပြက်နေပြီအမျိုးမျိုးဖြစ်နေပြီတဘောဘေးနဲ့အဆုံလာနေတယ်ကဘာကြီးကမငြိမ်းချမ်းတော့တို့တော့သင်ဖယားသခင်လူဖြစ်တယ်ဆိုရင်ဒါလောက်ရှုပ်ထွေးနေတယ်ပြက်စီးနေတယ်လောကကြီးမှာ ဖျားလူဖြစ်ခြင်းရဲ့တတ်တွေကိုသင်ကောင်းကောင်းသင်ပြလို့ရတယ်။သူများတွေအဲ့ဒါကိုမြင်ပြီးမှအိုးနိဗ္ဗာန်မှာဖျားခင်ရှိတာနင့်ကိုကြည့်ရင်သိတယ်။တတ်တွေမြင်သွားမှဖြစ်တယ်။ဖျားကလောကကြီးကိုတတ်တွေပြဖို့ဖျားသားသမီးဖြစ်တဲ့ဖျားလူဖြစ်တဲ့သင်နဲ့ကျွန်တော်ကိုဖျားထားတာ။ဒါကြောင့်ဖျားသခင်လူဖြစ်ခြင်းပေါ်မှာကျင့်နဲ့ဂုံယူပြီးတော့ဖျားနဲ့မှန်ကန်စွာအသက်ရှင်တတဲ့လူတွေဖြစ်ပါစေလို့နှုတ်ကပတ်တော်ပြဝေငါပါတယ်။အားလုံးကျေးဇူးတင်တယ်ဖျားရှင်ကောင်းကြီးပေးပါစေ။ခရစ်ဆုတောင်းရအောင်။အဖအကုရောကိုကျေးဇူးတင် ဒီကနေ့အတွက်ကိုတော့ကိုချီးမွမ်းပါတယ်နှုတ်ကပတ်တော်အတွက်ကျေးဇူးတင်တယ်ဖယားရှင်ကျွန်တော်ရဲ့အသက်တာဖယားသခင်ရဲ့လူဖြစ်ခြင်းပေါ်မှာကျေနပ်တတ်တော်သူအားရတော်သူများဖြစ်စီပါဂုံယူတတ်တော်သူများဖြစ်စီပါဖယားသခင်ရဲ့လူဖြစ်ခြင်းပေါ်မှာတွာလာတတ်တော်သူများဖြစ်စီပါဘယ်လိုအခြေအနေနဲ့ရောက်နေပါစေဖယားသခင်လူဖြစ်ခြင်းပေါ်မှာတကယ်ပဲဝမ်းမြောက်တော်သူဖြစ်ပါမိကြောင်းဆုတောင်းပါတယ်တတ်တည်နေတော့ကဖယားကတတ်တည်ထုံမယ်ဆိုတော့ကိုမျော်လင့်ပြီးအသက်ရှင်တဲ့သူတွေဖြစ်ပါစေ ကျွန်တော်တို့အားဖြင့်ဘုရားခင်ဒီမြေကြီးပေါ်မှာဘုရားခင်အသက်ရှင်ကြောင်းကိုပြသမှာဖြစ်သောကြောင့်ယေရှုတင်နေပါအသက်တာများကိုဆက်ကတ်တယ်အရှင်ယေရှုနာမ၌ဆုတောင်းပြီးအနံပါတယ်ဖဖခင်အာမင်အာမင် thank you god bless you